ီးခဲ့တဲ့တောက်ကြနေညကဒူဘိုင်းမရီနာမှာရှိတဲ့အထက်68တန်းမြင့်တဲ့လူနေအဆောင်တစ်ခုမိလောင်မှုကြီးဖြစ်ပွားခဲ့ပါတယ်။တိုက်ကတာဝါလို့လူတိများတဲ့ဒီအဆောင်ကလူနေထူထပ်တဲ့တာဝါတွေထဲကတစ်ခုပါ။ဗီဒီယိုထဲကတိုင်းတာဝါရဲ့အခန်းတစ်ခန်းကစတင်မိလောင်ခဲ့တာဖြစ်ပါတယ်။အနေကဒေတာစံတော်ချိန်ညစနိုင်းမထုတ်ခင်မှာစတင်ခဲ့ပြီးအဆောင်ရဲ့အပြင်ဘက်နေရည်ကိုအလှည့်မြန်ကုဆတ်ခဲ့တာပါ။ မီတောက်တွေနဲ့ပြုတ်ကျလာတဲ့အပျက်စီးတွေဒီဧရိယာတစ်ခုလုံးဖုံးလွှမ်းနေတဲ့ဗီဒီယိုတွေကကမ္ဘာသတင်းမီဒီယာတွေမှာပြန့်နှံ့လို့လာခဲ့ပါတယ်။အိုင်းဒီက Friday night လေးဖြစ်တာမို့အဆောင်ရှိလူတွေကနာယူအိယာဝင်နေတဲ့ချိန်မီးတရီပေခေါလောင်းတန်တွေကြောင့်ထိုင်လန့်ခဲ့ကြရပါတယ်။သက်ဆိုင်ရာတွေကလင်းမြန်စွာပဲရောက်လာခဲ့ကြပါတယ်။မိသက်ကလူနိုင်ရင်နဲ့ရဲတွေကမင်းနဲ့ပိုင်းတွင်ရောက်ရှိလာခဲ့ကြပါတယ်။တိုက်ခန်960ကျော်ကလူ3800ကျော်ကိုပေးကင်းစွာပြောင်းရွှေ့ပေးနိုင်ခဲ့ပါတယ်။ ရေးပေါ်ဖွဲ့တွေရဲ့လင်းမြန်တဲ့လှုပ်ဆောင်မှုနေထိုင်သူတွေရဲ့ပူပန်းဆောင်ရွက်မှုတွေကြောင့်တည်ဆုံးတဲ့သူရှိခဲ့ပါဘူး။မီဒီယာသမားတွေကမိကိုထိန်းချုပ်ဖို့ညလုံးပေါင်းအလုပ်လုပ်ခဲ့ကြပါတယ်။ဂရိတ်တွေကိုတုံးပြီးမြန်မာတဲ့တိုက်ခိုက်တွေကိုရအောင်သွားတယ်။မိလောင်တွေနဲ့မျက်နှာစာတွေကိုရေးဖြန်းပတ်ခဲ့ကြပါတယ်။ ၎င်းမိလောင်မှုကဒူဘိုင်းရှိအထက်မြင့်အဆောက်အုံတွေအတွက်မိဘအနေနဲ့ဆိုရင်မှုတွေပြန်လည်ဖြစ်ပေါ်စေခဲ့ပါတယ်။ထို့ပြင်နေရာပြောင်းရွှေ့ခံရတဲ့နေထိုင်သူတွေအတွက်အရေးပေါ်အင်အားတွေကိုလည်းပံ့ပိုးပေးခဲ့ပြီးစေတံရရရှိတဲ့သူတွေတို့ကိုလည်းကူညီပေးဖို့စေပိုင်းဆိုင်ရာထောက်ပံ့တွေပေးခဲ့တယ်လို့လည်းသိရှိရပါတယ်။မျက်မြင်သက်သက်တွေကတော့သူတို့မြင်တွေ့သမျှကိုဆိုရှယ်မီဒီယာပေါ်မှာဝေမျှခဲ့တာပဲဖြစ်ပါတယ်။ နေထိုင်တဲ့သူတွေကအဝတ်တထည်ကိုတစ်ခုနဲ့ပြင်ဆင်ခဲ့ရတယ်လို့မိသက်သမားတွေကလည်းအိမ်မွေးတိရစ္ဆာန်တွေကအစလေကားတဲ့ပေါင်းများစွာကနေကဲခဲ့ကြပါတယ်။မိလောင်ပြီးတဲ့နောက်အင်ဂျင်နီယာတွေနဲ့စုံစမ်းစစ်ဆေးသူတွေကမိလောင်ခြင်းအကြောင်းရင်းကိုစတင်ပြီးစစ်ဆေးခဲ့ကြပါတယ်။တိကျတဲ့အကြောင်းရင်းထုတ်ပြန်နိုင်ခဲ့ခြင်းတော့မရှိသေးပါဘူး။၎င်းမိလောင်မှုကြောင့်ဒူဘိုင်းကောင်ကင်ရန်မှမိခိုတွေနဲ့ဖုံးလန်းသွားခဲ့တာပဲဖြစ်ပါတယ်။မီးလောင်လွဲတဲ့ပစ္စည်းတွေကမီးကိုပိုပြီးတော့ဆိုးရွားစေတယ်လို့ထင်မြင်ခဲ့ကြပါတယ်။ အနာပိုင်းတွေကအကြောင်းရင်းမှန်ကိုစစ်ဆေးမယ်လို့လည်းကတိပြုခဲ့ပြီးဒူဘိုင်းမှာရှိတဲ့အဆောက်အုံတွေကိုပုံမိုတင်းကျပ်စွာစစ်ဆေးမယ်လို့လည်းပြောကြားခဲ့ပါတယ်။ထို့ပြင်ထိုင်းပြည်အဆောက်အုံတွေမှနေထိုင်သူတွေကိုဒကာဝါနာမှာရေးပေါ်အိတ်တစ်ခုထားဖို့ကိုလည်းထပ်လောင်းသတိပေးခဲ့ပါသေးတယ်။မီးစတင်လောင်းတဲ့အခန်းကိုပြသထားတာပါ။ဒါကတော့မနေ့ပိုင်းမိငိမ့်သွားတဲ့အခြေအနေပဲဖြစ်ပါတယ်။၎င်းထိုင်းပြည်မီးလောင်မှုဒီဒူဘိုင်းမှာပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ။ရခိုင်ရှိနှစ်များတွင်လည်းယခုကဲ့သို့အထက်မြင့်မိလာမှုများဖြစ်ပေါ်ခဲ့ပါသည်။ဒါပေမဲ့ယခုကဲ့သို့ကြီးကြီးမားမားလောင်ကျွမ်းမှုမျိုးမရှိခဲ့ပါဘူး။ယခုဖြစ်စဉ်ဒီအထက်မြင့်နေသူများအတွက်တဦးတယောက်ကအစမိဘမပေါ်ဆန်းတဲ့ကြောင့်မိမောင်းထိုးပြခဲ့တယ်လို့ဖြစ်ပါရဲ့။